မြန်မာငွေသိန်းပေါင်း3000ဝန်းကျင်တန်မိုးရှိတဲ့တစ်စိကရဲကျော်တန်မိုးကြီးစိန်လက်ဆွေကြီးနဲ့လက်ထက်ခွင့်တောင်းခံလာရတဲ့ကဘာကျော်ထိုင်းမင်းသမီးလေးမိုင်တာဝီကမင်္ဂလာပါပရိသတ်ကြီးရှင်မင်းသမီးလေးတာဝီကရဲ့ချစ်သူတာချန်တပက်ကတော့မြန်မာငွေသိန်းပေါင်း3000ကျော်ဝန်းကျင်တန်မိုးရှိတဲ့တစ်စိကရဲကျော်တန်မိုးကြီးစိန်လက်ဆွေကြီးနဲ့လက်ထက်ခွင့်တောင်းလိုက်ပြီးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိုင်တာဝီကရဲ့ပရိသတ်တွေကမင်းသမီးလေးအတွက်ဝမ်းသာနေကြတာလည်းဖြစ်ပါတယ်။ ထိုင်းမင်းသမီးလေးဒါဝီကာကနမကျော်ထိုင်းသေးကတကားဖြစ်တဲ့ဖိမက်ဇကာနဲ့ကဘာဒလာကပြည်သက်တွေရဲ့စတင်အသီးမပြုအပိချင်းခံခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှာတော့တရုတ်ဆောင်မင်းသမီးလေးဒါဝီကာကထိုင်းနိုင်ငံရဲ့အောင်မြင်ဆုံးထိပ်တန်းမင်းသမီး၃ယောက်ထဲကတယောက်ဖြစ်အောင်မြင်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်ဒါဝီကာကမြန်မာပြည်သက်တွေရဲ့အပိချင်းခင်ခြင်းကိုလည်းရရှိထားသူပါ။ဒါဝီကာကမြန်မာနိုင်ငံမှာရှိတဲ့သူမရဲ့ပြည်သက်တွေကိုလည်းအမြဲတမ်းတလေးတစားအသီးမပြုတတ်ပြီးတော့ လွန်ခဲ့တဲ့9နှစ်ကျော်6နှစ်လောက်ကမြန်မာနိုင်ငံကိုလာရောက်ခဲ့ပူပါတယ်။အဲ့ဒီလိုရောက်လာတဲ့အချိန်မှာလေဒါဝိကာကမြန်မာဝိစုံလေးကိုမျက်နှိုးစွာနဲ့ဝိစင်ပြခဲ့တယ်လို့သူမပြောခဲ့တဲ့မြန်မာပြည်ကိုချစ်တယ်ဆိုတဲ့စကားတန်ဝဲဝဲလေးကြောင့်လေပြည်သက်တွေကအထိုင်းမင်းသမီးလေးဒါဝိကာကိုအားပေးချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ဒါဝိကာကသူမရဲ့ချစ်သူလေးရဲ့လက်ထပ်ခွင့်ကိုလက်ခံလိုက်ပြီးဖြစ်တဲ့အတွက်မကြခင်မှာပဲမင်္ဂလာပွဲကျင်းပတော့မယ်လို့အတိပေးလာခဲ့တာဖြစ်ပါတယ်။ ဒါဝိကရဲ့ချစ်သူတာချန်တပစ်ကလည်းနမေကြီးမင်းသားတလက်ဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့ချစ်သူတတန်းဟာခုနှစ်နှစ်ကျော်ရှိနေပြီလေဖြစ်ပါတယ်။ခုနှစ်နှစ်တာချစ်သူတတန်းမှာပဲပြီးမှတ်မင်းသမီးလေးတပီကတယောက်မြမငွေနဲ့ဆိုရင်ချက်သိမ်းပေါင်း3000ဝန်းကျင်တတ်မှုရှိတဲ့စိန်လက်စွတ်ကြီးနဲ့လက်ထက်ခွင့်တောင်းခံလိုက်ရတာပဲဖြစ်ပါတယ်။သူရဲ့ချစ်သူတာချန်တပစ်ကအိမ်ထဲမှာပန်းကင်းကြီးကိုလည်းဖန်တီးပေးခဲ့ပြီးအရန်ကိုရိုမန်တစ်ဆန်ဆန်လေးနဲ့လက်ထက်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။၆နှစ်ပြည့်အနီတုန်းကလည်း ချစ်သူကောင်းလေးကနှင်းစီပန်းကင်းကြီးအိမ်ထဲမှာဖန်ပြီးပေးခဲ့သေးတာပါ လက်တက်ခွင့်တောင်းတဲ့စိန်လက်ဆွေရဲ့စိန်တိုင်းကဖော်ပြထားတဲ့တန်မိုးအရာမြမငွေကျပ်သိန်းပေါင်း3000ကျော်မှရှိနေတာဖြစ်ပြီးလက်တလောတော့ဆိုင်ကဒစ္ကောင့်ပေးထားလို့မြမငွေကျပ်သိန်း1000ကျော်ရှိနေတာကိုတွေ့ရပါတယ်စိတ်ထားအရန်ကောင်းမွန်ပြီးကံအရန်ကောင်းသူလေးတက်ပြီးကားကတော့မြန်မာနိုင်ငံကမြန်မာမှုလေးတွေကိုလည်းအရန်ချစ်တတ်သူဖြစ်ပြီးရင်သားခင်စားသမားလေးတွေကိုလည်းဂုဏ်ပြုပြီးတော့သူမရင်သားမကြီးလာအောင် ကျက်စည်းကုန်ပြုပေးခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်ကြောင်လေးခွေးလေးတွေကိုလည်းအမြဲလိုလိုလှူဒန်းခဲ့တဲ့နေသူတဦးပါ။မင်းကလေးတိုင်းရခြင်းနဲ့ချစ်စရာကောင်းလို့နဲ့လက်ထပ်ခွင့်လေးကိုပိုင်ဆိုင်သွားတယ်။ထိုင်းမင်းသမီးလေးဒါဝိကအတွက်ပြည်သက်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။